ျမအိမ်မောကြနေရနေအတန်တခုခုကြောင့်လန်နိုးလာပါတယ်ဘာသာမှမသိလို့ထပ်နားဆွင့်နေမိတဲ့အချိန်မှာပဲမကြခင်အော်တန်နဲ့တူဇီးခွက်တကောင်ပြန်သွားတာကိုဗရင်းတကားကနေတဆင်လာရောင်အောင်မှမြင်လေရတော့မှကျမစိတ်ချလက်ချနဲ့ပြန်ရေးဖို့ခေါင်းချလိုက်ပါတော့တယ်အဲဒီအချိန်မှာပဲဖရီဇာဖွင့်ထားမိတော့သတိရသွားပြီးတော့မီးခလုတ်ပိတ်ဖို့အတွက်အိမ်ရထက်ကနေဖြည်းဖြည်းချင်းထားလိုက်ပါတယ်အိမ်မောကြနေတဲ့ခင်မွန်းနဲ့တမီးလေးနိုးမှဆွလို့ပါကျမနာမှာကွကွလေးအိမ်မောကြနေရှာတဲ့တမီးလေးရဲ့ပါဖောင်းပေါင်းလေးကိုဖောက်ဖောက်လေးနမ်းလိုက်ပြီးတော့ဂရင်ထက်ကစင်ကာ တိုင်ကက်နိုင်ကိုမော့ကြည့်လိုက်ပြီးတော့မနေ့နှစ်နာရီတိတိပါအဲဒီနောက်မှာတော့ကျမမီးဝခန်းစီကိုရှောက်လာခဲ့လိုက်ပါတယ်မီးခလုတ်တွေဖွင့်နေတယ်တမီးလေးလန်နိုးသွားမှဆိုတာကြောင့်အမောင်ထဲမှာပဲစန်တဝါဝါရှောက်ရင်းနေကြွေပြားတွေရဲ့အေးစိမ့်နဲ့အထီတွေ့ရာခြေပွားပြင်တစ်လျှောက်ထုံကျင်လာသလိုဖြစ်လာပါတော့တယ်အိမ်မော်စည်းတဲ့ဖနက်ကလေးကိုစီးလိုက်ခြင်းပဲမယ်။ကျမအမောင်ထဲမှာဖနက်ကိုလိုက်ရှာမနေချင်တော့ပါဘူး။မီးခလုတ်ကိုမပိတ်ဖဲနဲ့ကျမအလင်းစလိုနဲ့ပလက်ပေါက်ကိုဆွဲဖြုတ်လိုက်မိရဲ့။အဲဒီချိန်မှာပဲဘဲချိန်နဲ့ပေါက်နေမှမသိတဲ့ဝါယာကျိုးကနေတဆင် ကျမလက်ကိုတတ်လိုက်ပါတော့တယ်။ကျမသိက်ကိုကြောက်ပြီးတော့ထိတ်လန့်နေမိပါတယ်။လက်ကိုအားကုန်ပြန်ဆွဲပေးမလဲ။ကျမယုံလို့မရတော့ပါဘူး။ကျမခြေထောက်တရလည်းကြွေပြားကနေခွာလို့မရအောင်ကတ်နေပါတော့တယ်။ကျမနားထဲမှာပြောင်းအောင်ကြီးနားလာပြီးတော့អော်နေတယ်လို့မျိုးတဝီဝီနဲ့ကိုမြည်နေရပါ။အိပ်ပျော်နေတဲ့ခင်မုန်းဖြစ်သူကိုအားကိုတကြီးနဲ့អော်ခေါ်ဖို့ကြိုးစားပေးမလဲ။ကျမပါဇက်တွေကလုံးလို့မရတော့ပါဘူး။ကျမကိုယ်ထဲကိုစီးဝင်နေတဲ့လျက်စီးဟာတကူလုံးတစက်စက်တုံစီုံများမကကျမရဲ့နှလုံးကိုပါရမ်းခါပြစ်လို့နေပါတယ်။မဖြစ်ဘူး။ကျမတတ်လိုက်ပြီးသေလို့မဖြစ်ဘူး။ကျမဘလို့အကြောင်းနဲ့မှသေလို့မဖြစ်ဘူး။ ။တမီးလေးကျမတမီးလေးနဲ့ကျမမခွဲနိုင်ဘူး။တမီးလေးနဲ့ဝေးအောင်ကျမလုံးဝထွက်မသွားနိုင်ဘူး။စိတ်ထဲမှာတမီးလေးကိုတဖောက်ဖောက်အုပ်ခေါ်ရင်းနဲ့ကျမယုံကန်နေမိပါတယ်။အာကုံယုံကန်နေရင်မကြခင်မှာပဲမြေပြင်ထက်ကိုကျမခွေကနေလဲကြသွားပါတော့တယ်။ကျမကြပြခေရပြန်ထလိုက်ပြီးတော့အသက်ကိုပြင်းပြင်းရှူလိုက်တဲ့အချိန်မှာပဲ ကျမရဲ့ခန္ဓာကိုယ်ကအလွန်ပေါ်ပါနေအောင်တတိထားလိုက်မိပါတော့တယ်။နောက်ပြီးတော့ကျမရဲ့ခြေထောက်နာမှာတစုံတစ်ခုရှိနေတာကိုလည်းထပ်မံပြီးတော့တတိထားလိုက်မိလို့ငုံကြည့်လိုက်တဲ့အခါကျတော့ကျမ်းမြင်ထက်မှမလုံမရှက်နဲ့လဲကျငြိမ်သက်နေတဲ့ကျမရဲ့ခန္ဓာကိုယ်ကိုကျမပြန်မြင်လဲရချိန်မှာတော့ကျမအယံအောင်အံ့ဩပြီးတော့ထိတ်လန့်တော်လုံးသွားရပါတော့တယ်။အိမ်ထဲမှာမောင်နေပေမဲ့လည်းကျမအကုန်လုံးကိုလင်းလင်းချင်းချင်းနဲ့မြင်နေရပါတယ်။ခုနကအမောင်နဲ့စန်တဝါဝါရှောက်ခဲ့ပေမဲ့အခုအမောင်တို့ကိုထိုးခွင့်မြင်နေရပါပြီ။အမောင်တို့ကကျမအတွက်တိတ်ကိုလင်းလာပါတယ်။ဘာကြောင့်လဲ။ကျမတည်သွားပြီလား။မဖြစ်ဘူး။ ကျမတည်လို့မဖြစ်ဘူးကျမသမီးလေးနဲ့ကျမမခွဲနိုင်ဘူးသမီးလေးရှိရွယ်လှုပ်ပေးစရာရှိတယ်အများကြီးရှိသေးတယ်ကဲကြပါအောင်ရှင်ကျမမတည်ချင်ကျမအသက်ပြန်ရှင်ပါရစေဇကားတွေတွေကလိုမျိုးကျမကိုယ်နဲ့ကျမပြန်ဝင်ဖို့အတွက်ကြမ်းမြင့်တဲ့ကခန္ဓာကိုယ်ပေါ်ကျမဝိညာဉ်နဲ့လဲချလိုက်ပါတယ်ဒါပေမဲ့လုံးဝမရတော့ပါဘူးပူလိုက်တာဆိုတာလေမိတဲ့အဆပေါင်းများစွာပူတယ်ကျမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်နာကျမလုံးဝပြန်ကပ်လို့မရတော့ပါဘူးကျမအယူတယောက်လိုမျိုးဖြစ်နေခဲ့ပါတယ်အိတ်ခန်းစီကိုပြေးသွားပြီးတော့ခင်မုန်းဖြစ်သူကိုအာကိုတကြီးနဲ့အော်ခေါ်နေမိပါတယ်ကဲကြပါအောင် ကဲကြပါအောင်ရှင်ကျမမသေးပြရစင်နဲ့ကျမမသေးပြရစင်နဲ့ရှင်ယောက်ျားရင်မိမောက်ကဲပါအောင်ယောက်ျားရင်ကျမကျမအကျဉ်းကြီးအော်ခေါ်နေမိပါတယ်အတန်မထွက်ပြင်မဲ့လဲစ조사ပြီးအော်ခေါ်နေရင်ကနေကျမရဲ့ပါးစပ်ကမထင်မှတ်ပဲနဲ့အတန်ထွက်သွားပါတယ်နိုးသွားပါပြီကျမခင်မအိမ်မက်ထဲမှာကျမခေါ်တန်ကြလို့လန်နိုးသွားခဲ့တာပါအိမ်မက်ထဲမှာသူ့ကိုကျမမျက်နှာငယ်လေးနဲ့အာကိုတကြီးနဲ့ခေါ်နေတော့သူတွေ့သွားပါပြီခင်မဖြစ်သူကအဲ့ရထဲမှာကျမကိုမတွေ့တော့စိတ်ပူသွားပါတယ်အဲ့ဒီနောက်မှာတော့အိမ်ကြီးကမိခလုတ်တွေထားဖွင့်ပြီးတော့ကျမကိုသူအပြေးလွှတ်လိုက်ချပါတယ် မကြခင်မှာပဲကျမတို့အိမ်ထဲမှာငိုတန်းနေစူညံသွားခဲ့ပါတယ်။သမီးလေးငိုနေပါတယ်။ကျမရဲ့မိဘတွေ၊ကျမရဲ့ခင်မွန်း၊ကျမရဲ့မောင်နှမတွေ၊ကျမတူလေးတွေအားလုံးကအော်ပြီးတော့ငိုနေကြပါတယ်။ကျမဓာရီအားလုံးကြားနေရတယ်။ကျမလည်းငိုနေမိပါတယ်။ဒါပေမဲ့ကျမရဲ့ငိုတန်းအောင်ဘသူမှမကြရတော့ပါဘူး။သမီးလေးနှုတ်ဆာနေပါပြီ။ကျမသမီးလေးကိုချီပြီးတော့ချော့မြူကျင်ပါတယ်။သမီးလေးကိုကျမရဲ့နှုတ်ကြိုတိုက်ကြွေးကျင်ပါတယ်။ကျမရင်နေကွဲနေရပါပြီ။ကျမအယူတယောက်လိုမျိုးပြာရာခတ်နေခဲ့ပါတယ်။ ကျမရဲ့မိသားစုတယောက်ချင်းစီထံမှာကဲပါယူပါတစားစားနဲ့ငိုယိုရင်းနဲ့အကူအညီလိုက်တောင်းနေမိပါတယ်။ဒါပေမဲ့သူတို့တွေမကြားကြဘူး။သူတို့ကျမကိုမတွေ့ကြဘူး။ကျမသူတို့နားမှာပဲရှိနေပါတယ်။ကျမအုံငုံနေခဲ့ပါတယ်။ကျမတယောက်တည်းတိတ်ကိုကြောက်နေခဲ့ပါတယ်။ဒါကိုဘယ်သူမှမသိကြပါဘူး။သမီးလေးရဲ့မျက်ရည်စက်တစ်စက်တိုင်းဟာကျမရေုံငရဲမိနဲ့ထိုးနေတယ်လို့ပါပဲအချိန်ကြီးကုံသွားခဲ့ပေမဲ့ငိုတန်တွေကရက်တက်မသွားခဲ့ပါဘူးကျမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်နာယီကတည်ယူဖို့ပြင်ဆင်နေပါပြီ3 limited ငိုယူနေတဲ့အမေကိုကျမအယံတနာနေမိပါတယ် အမေကျေးဇူးတွေကျမဆက်လို့မကုန်သေးပါဘူး။အဖေကျေးဇူးတွေလည်းကျမဆက်လို့မကုန်သေးပါဘူး။မိဘနှစ်ပါးပေါ်ကျမပြန်အောင်မိတာတွေကျမစိတ်ဆိုးခဲ့မိတာတွေအတွက်နောင်နာရနေမိပါပြီ။ကျမမိသားစုတွေနာလျှောက်သွားပြီးတော့တယောက်ချင်းစီပေါ်မှာကျမတာဝန်မကြည်ခဲ့တာတွေကိုငုံနေရနေဝင်းချတောင်းမှမိပေမဲ့လည်းကျမစကားတွေကိုဘယ်သူမှမကြားနိုင်တော့ပါဘူး။ကျမသမီးလေးကိုဆောင်းရှောက်ပေးဖို့မှားနေပေမဲ့လည်းဘယ်သူမှမကြားရပါဘူး။နာရီကထွက်သွားချိန်မှာတော့အိမ်ရှိမှာဆက်စုနေကြတဲ့ရက်ွက်သူရက်ွက်သားတွေဟာတယောက်တစ်ပေါက်နဲ့ကျမအเจ้าနေပြောနေတဲ့စုညံနေပါတယ်။ ဝမ်းသာတဲ့သူတွေကဝမ်းသာနေကြသလိုဝမ်းနေတဲ့သူတွေကလည်းဝမ်းနေနေကြပါတယ်ကျမခန္ဓာကိုယ်နောက်ကိုလိုက်မသွားခဲ့ပါဘူးကျမတမီးလေးနားမှာပဲနေကျင်ပါတယ်ဒါပေမဲ့မကြခင်မှာပဲရွာဦးကျောင်းကဆရာတော်ဖះကြွလာပြီးတော့ကျမအတွက်တရားနာပြီးအမျှဝေပါတော့တယ်ကျမအမျှဝေတယ်မကြခင်ကျမအဝေးဆုံးပြေးထွက်လာခဲ့လိုက်တယ်အမျှဝေတယ်မကြရတဲ့နေရာဒီကျမပြေးထွက်လာခဲ့လိုက်ပါတယ်နေရောင်ကြီးဖြာကျနေတဲ့မနက်ခင်းမှာကျမဝိညာဉ်ကအလင်းရောင်နဲ့ရောထွေးပြောက်ွယ်နေပါတယ်ဒါပေမဲ့ကျမပြုတ်ကွဲမသွားပါဘူးကျမရှိနေပါတယ် အခြားလူတွေလည်းရှိနေပါတယ်ဒါပေမဲ့တသက်ကွက်ကွက်တော့မမြင်ရပါဘူးရပါပြီခုချိန်လောက်ဆိုရင်တရားနာလို့ပြီးလောက်ပါပြီကျမအိမ်ကိုပြန်ခဲ့လိုက်ပါတယ်ထူးဆန်းလိုက်တာကျမခန္ဓာကိုယ်ကလေလိုပဲတိတ်ကိုပော့ပါလို့နေပါတယ်ကျမသွားကျင်တဲ့နေရာကိုလေရဲ့အလျင်နှုံးနဲ့လှည့်မြန်စွာသွားနိုင်ပါတယ်ရက်လက်တဲ့အထိကျမအတွက်ပြင်ထားတဲ့အိယာထက်မှပဲနေပါတယ်ကျမအတွက်ပြင်ထားတဲ့စားစရာတွေရဲ့အငွေ့နဲ့ရနံစာလုံးကြီးကိုတင်းတင်းရောက်ရဲစေပါတယ်တမီးလေးကလည်းကျမရှိနေမှန်းသိလို့နေပါတယ်တမီးလေးကိုမငိုစေဖို့ချော့မြူရင်းနဲ့ဝိညာဉ်ဘဝကိုကျမကျင်သားရလာခဲ့ပါတယ် ရက်လေတော့လဲထိုနီးလကောက်မှာပဲကျွန်မကိုအမြဝေတဲ့အတန်မကြအောင်ထွက်ပြေးနေမိပါတယ်ပြီးတော့မှပဲကျွန်မအိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်ကျွန်မမိသားစုကလည်းအိမ်ထဲကနေကျွန်မကိုနှင်မထုတ်ကြပါဘူးဒါပေမဲ့ကျွန်မရှိနေတယ်လို့သူတို့မထင်ပါဘူးရက်လေတဲ့နေ့တကောင်ရံအချိန်မှာကျွန်မအိမ်ပြင်လမ်းမပေါ်ထွက်လာခဲ့မိတယ်ခွေးတွေကလည်းကျွန်မကိုကြည့်ပြီးတော့ဆွဆွငင်ငင်ကိုဥနေရပါအဲဒီတော့မှပဲတိလိရတာလမ်းမထက်မှာရောင်းချာချာဖြစ်နေသူကကျွန်မတယောက်တည်းမဟုတ်တာပဲလေသူတို့တွေအားလုံးရဲ့မျက်နှာအမူအရာတွေကအတူတူတွေပါပဲစိတ်မချခြင်းမစွန့်လွတ်နိုင်ခြင်းနေတဲ့သူမျော်လင့်ချက်မဲ့လို့နေကြပါတယ်မရဘူး ကျွန်မတို့လိုမနေနိုင်ဘူးကျွန်မအိမ်ထဲကိုပြန်ပြေးဝင်ခဲ့ပါတယ်အိမ်ပျော်နေတဲ့ကျွန်မရဲ့တမီးလေးကိုပွေ့ချီဖို့ကြိုးစားလိုက်ပေမဲ့ကျွန်မလက်ထဲမှာတမီးလေးပါမလာခဲ့ပါဘူးဒါပေမဲ့တမီးငယ်လေးကလန်နိုးပါလေရောကျွန်မမိကသူ့မြေးမလေးကိုဖျားစီရန်ပေးရည်တိုက်ပါတော့တယ် ကျမခင်မောကလည်းသူ့သမီးရဲ့ဦးခေါင်းလေးနဲ့ခြေလက်တွေကိုပေးရည်တွေနဲ့အနှဲငယ်ဖြန်းပေးပါတယ်။မရတော့ပါဘူး။သမီးလေးနားကိုကျမကတ်လို့မရတော့ပါဘူး။ကျမမိန်းငိုနေနဲ့ကျမကိုခေါ်နေပါတယ်။သမီးလေးကိုစိတ်ချလက်ချထားခဲ့ပြီးတော့ကောင်းရမွန်ရအောင်စိတ်ဖြောင်းဖြောင်းနဲ့ထွက်သွားဖို့။နောက်ပြီးတော့လှုပ်ခဲ့မှုတွေကုသိုလ်ကောင်းမှုတွေကိုပြန်မှတ်ရဖို့။ပြီးတော့သူမညာတဲ့အမြဝေတော်တာရုခေါ်ဖို့ငိုနေရက်နေတဖောဖောမှာနေပါတော့တယ်။ဟင်းမတရားဘူး။မရဘူး။ကျမခေါင်းခါလိုက်ပါတယ်။မလုပ်ဘူး။ကျမမလုပ်နိုင်ဘူး။ အမေသာကျမနေရမှာဆိုရင်ဒီလိုလုံနိုင်မှာမဟုတ်ပါဘူးလို့ငိုနေနဲ့တမလွန်ဘွားကနေမိခင်ဖြစ်သူကိုပြန်ပြောနေမိပါတယ်အချိန်ကြာလာတာနဲ့အမြငိုတန်နေတိတ်ဆိတ်သွားခဲ့ပါပြီ ဒါပေမဲ့သမီးရဲ့ငိုတံကိုတော့မကြမကြကြားနေရသေးပါပဲ။သမီးလေးငိုတိုင်းမှာသမီးနားမှာကျမအော်ငိုရင်းနဲ့စောက်တရများဖြစ်နေမိပါတယ်။ဒါတော့ဘယ်သူမှလည်းမသိပါဘူး။သမီးလေးအိပ်ပျော်နေချိန်ဆိုရင်သမီးရဲ့မျက်နှာထက်မှာပူဆုံးကျူးရွယ်ကျဲပွင့်လေးတွေဝေဝဲပြန့်တန်းနေပါတယ်။အဲဒီကျဲပွင့်လေးတွေကအိပ်ပျော်နေတဲ့လူတိုင်းရဲ့မျက်နှာထက်မှာဝေဝဲပြန့်တန်းနေတတ်ပါတယ်။ကျဲပွင့်တပွင့်လောက်ကိုမိအောင်ဖမ်းနိုင်မှာကျမထိုသူရဲ့အိမ်မထဲကိုဝင်လို့ရမှာပါ။ကျမဘယ်သူကျဲပွင့်ကိုမှဖမ်းယူလို့မရပါဘူး။ဒါပေမဲ့သမီးလေးရဲ့ကျဲပွင့်ကိုတော့ကျမဖမ်းယူလို့ရပါတယ်။အဲဒီကျဲပွင့်လေးတပွင့်ကိုအမိရဖမ်းဆုပ်ပြီးတော့ကျမသမီးရဲ့အိမ်မထဲကိုညာ ဲ့အလဲဝင်ရောက်ခဲ့ပါတယ်။အိမ်မက်ထဲမှာမိခင်ချော့မြူခြင်းကိုခံနေရတဲ့တမီးလေးဟာပျော်ရွှင်ကြည်နွေးရင်းနဲ့အိတ်နေရင်းနဲ့တောင်တခိခိမြီအောင်ရေမောနေပါတယ်။လူတွေအားလုံးကကျမကိုမေ့သွားခဲ့ရင်တောင်တမီးလေးကတော့မေ့မှာမဟုတ်ဘူးဆိုတာကျမသေချာစွာသိနေပါတယ်။ ဒါကြောင့်မဲကျမဘယ်ဟိုမှထွက်မသွားနိုင်ပါဘူး။နေ့ချိန်မှာအခန်းတော်ကဘီယိုနောက်ကဂရင်အောက်ကအမောင်ရိတ်ထဲမှာကျမခိုကပ်နေပါတယ်။ကျမရှိနေတာဘသူမှလည်းသိပုံမရပါဘူး။ဒါပေမဲ့သမီးလေးကတော့သိနေပါတယ်။တခါတလေသမီးလေးကကျမရှိနေတဲ့နေရာကိုလက်ညှိုးထိုးပြီးတော့မေ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 လာလာဆိုပြီးတော့မပိကလာပိကလာနဲ့ခေါ်နေတတ်ပါတယ်။ရခင်ကသမီးလေးနဲ့ကျမအတူဆော့ကစားတဲ့အတန်ကြောင့်စီစီညံနေတဲ့အင်္ဂလီဟာအခုတော့သမီးလေးရဲ့ငိုတန်းလွဲပြီးတော့အထီးကျန်တိတ်ဆိတ်နေပါတယ်။ဘယ်ရအောင်မှစိတ်မရှိတတ်တဲ့ကျမခင်မောကသမီးလေးကိုအမြဲတစေချော့မြူနေဖို့စိတ်ဝင်စားပါဘူး။ သူမရွေးနဲ့ဆုံးဖြတ်ချက်မျိုးချလိုက်မှာကိုကျမစိုးရိမ်ပြီးတော့အပူမီတောက်လောင်နေမိပါတယ်အဲ့ဒီအပူမီကိုပုံမကြီးထွားစေမယ့်မိမတရားမကြခင်မှာပဲအိမ်ကိုရောက်လာခဲ့ပါပြီကျမရဲ့နေရာကိုဝင်ယူခဲ့ပါတယ် သူမနဲ့ကျမခင်မွန်ချစ်ကြည်နူးနေတဲ့ပုံရိပ်တွေကိုကျမစိတ်ဝင်စားပါအောင်ဒါပေမဲ့မြေခွေးမျက်လုံးနဲ့မိန်းမကိုအမေခေါ်ဖို့အတွက်သမီးလေးကိုအတင်းကျပ်တိုက်တွန်းနေတာတော့ကျမသီးမခံနိုင်ပါဘူးကျမလိုပဲသမီးလေးရဲ့ထိုမိန်းမကိုလည်းသဘောမကျပါဘူးအဲဒါကြောင့်သူမချီတိုင်းမှာသမီးရငိုနေပါတော့တယ်။ကျမအစွမ်းကိုလိုလိုက်ထားမိတဲ့သမီးလေးဟာသူမမကြိုက်တဲ့မြေခွေးမရဲ့မျက်နှာကိုသူ့အယုတ်တင်နဲ့ကောက်ပေါက်တတ်ပါတယ်။မြေခွေးမမိရွေးပြီးပြီးသမီးလေးရဲ့ဖေရှင်မှာအပြုံးမပြတ်သီးခံနေပေမဲ့ဖေရွေရာရောက်တာနဲ့ကျမသမီးလေးကိုညှင်းဆဲပါတယ်။ရေချိုးရတာကြိုက်နေတတ်တဲ့သမီးလေးကို စိတ်မရှိတဲ့မိတွေကကလေးရဲ့ကောင်းကိုရေချိုးကန်ထဲမှာနှစ်ထည့်ပြီးတော့ရေကြောင်လုတ်တဲ့ထီကိုရက်ဆက်ပါတော့တယ်။ကျမဒေါသတကြီးနဲ့អော်ហេပြီးတော့ထုရိုက်နေပြီမဲ့အဲ့ဒီမြေခွေးမောင်ကိုမထိပါဘူး။အဲ့ဒီမြေခွေးမောင်ကိုအတင်းတွန်းထုတ်ပစ်နေမိပြီမဲ့လဲတွန်းထုတ်လို့မရပါဘူး။သမီးလေးရဲ့ကြောက်လန့်လုံလုံငိုတန်းတော့မထွက်တော့ပါဘူး။ကျမစိုးရင်စိတ်တွေထိမ့်မရတော့ပါဘူး။မြေခွေးမအပေါ်မှာထွက်နေတဲ့ဒေါသတွေကြောင့်ရောသမီးလေးကိုကာကွယ်ပေးခြင်းနဲ့မိခင်တယောက်ရဲ့မေတ္တာကြောင့်ရော ကျမရဲ့ဝိညာဉ်ကဒုတဲ့ပုံမသိသိလာပါတော့တယ်မိဖို့ကန်းထဲမှာဆင့်ထားတဲ့ဒံအိုးတွေကိုကျမဒေါသတကြီးနဲ့တွန်းချပစ်လိုက်ပါတယ်လုံးဆောင်ချင်အောင်မြင်သွားခဲ့ပါပြီမြေခွေးမရေချိုးကန်းထဲကနေထိတ်လန့်တကြနဲ့ပြေးထွက်လာပြီးတော့ကျမ်းမြင့်ပေါ်မှာပြန်ကျဲနေတဲ့အိုးတွေကိုကျင်းနေသွေးပြက်လို့ကြောက်ရွံ့ထိတ်လန့်နေပါတော့တယ်ပြီးတဲ့နောက်မှာတော့သူမကမယုံကြည်သလိုမျက်နှာမူရာပြောင်းသွားခဲ့တယ်သူမကရေဆိုနေတဲ့သမီးလေးကိုခြောက်အောင်မတုပ်ပေးဘဲနဲ့အဝတ်တွေကိုခက်ဆန်းဆန်းဝတ်ပေးပြီးတော့ဘီယိုတကားကိုပိတ်လိုက်ပါတယ်ကျမကသူမရဲ့အနောက်အနီးဆုံးနေရာမှာရပ်ပြီးတော့မိရွေးမကိုစိုက်ကြည့်နေပါတယ် ကျမသမီးကိုထိခိုက်အောင်လုပ်တဲ့လူကိုကျမခွင့်မလွတ်နိုင်ပါဘူး။ကျမရဲ့အမျက်ဒေါသကိုဘယ်ရာမှလည်းတားဆီးလို့မရနိုင်ပါဘူး။ပြင်းထန်လွန်လာတဲ့စိတ်ကြောင့်ကျမရဲ့ဝိညာဉ်ရဲ့ပုံရိပ်ဟာခိတ္တခဏအသွင်ပြင်ပေါ်သွားခဲ့ပါတယ်။မြေခွေးမျက်လုံးနဲ့မိမဗီယိုတကားကိုစောင့်ပိတ်လိုက်တဲ့အချိန်မှာပဲသူမရဲ့နောက်ကအနီးဆုံးမှာယက်နေတဲ့ကျမကိုမှန်ထဲမှာအမတ်မတင်တွေ့သွားပြီးတော့ငေးတံပအောင်အော်ပါတော့တယ်။သူမလဲကြည့်လိုက်တဲ့အချိန်မှာတော့ကျမကဗီယိုနောက်ကိုရောက်သွားခဲ့ပါပြီ။သမီးလေးရဲ့ငိုတံတိတ်သွားပေမဲ့မြေခွေးမရဲ့ငိုတံမတိတ်ပါဘူး။မြေခွေးမအောက်လန်းဆရာနဲ့ပေါင်းပြီးတော့ကျမကိုအိမ်ထဲကနေနှင်ထုတ်ပါတော့တယ်။သူတို့ချထားတဲ့စီ ည်ရာမိခင်မြစ်တောင်တားလို့မရပါဘူး။ကျမရမ်းကိုပူလောင်ပါတယ်။ကျမတကူလုံးမီးလောင်ခံနေရတယ်လို့ပါပဲ။အဲ့ဒီအိမ်ကြီးကထွက်သွားရင်ဒီပူမီးကလွတ်မယ်ဆိုတာသိပါတယ်။ဟင်ကျမဘယ်ရအောင်မှအရှုံးပေးတတ်တဲ့မိန်းမမဟုတ်ဘူး။အထူးသဖြင့်တော့တမီးလေးနဲ့ပတ်သက်လာလို့ရှိရင်ဒီထက်မကပူလောင်နေမယ်ဆိုရင်တော့ကျမအရှုံးပေးပြီးတော့ထွက်သွားမှာမဟုတ်ပါဘူး။အပူဒဏ်ကိုအန်တုရင်းနဲ့ကျမစိတ်ကခိုင်မာပြီးတော့ခက်တံလာပါတယ်။ ီခက်တန်ချင်းကကျမပုံမတန်မအောင်လေ့ကျင့်ပေးလိုက်တယ်လို့ပါပဲကျမအင်အားကြီးလာခဲ့ပါပြီမြေခွေးမအိတ်ချိန်ရောက်တိုင်းသူမရဲ့အိမ်မဲ့ကျယ်ပွင့်နေတဲ့တပွင့်ကိုကျမညာတိုင်းယူနိုင်ခဲ့ပါတယ်ကျမချင်းချောက်တဲ့တံကိုမြေခွေးမကြာရှည်မခံနိုင်တော့ပါဘူး။သူမအိမ်မောကြနေတဲ့အချိန်တိုင်းကျမသူမရဲ့ခြေောက်ကိုကင်ပြီးတော့ဂရင်ထက်ကနေဆွဲချခဲ့ပါရတယ်။ညတကောင်အချိန်တိုင်းမှာသူမချင်းမရက်ကြည့်ပြီးတော့သူမကိုလန်နိုးစေပါရတယ်။ အမြဲတမ်းကြောက်လန့်ငိုယူနေတဲ့မိန်းမဟာဒီအိမ်ကိုရတဲ့ဈေးနဲ့ရောင်းပြဖို့ခင်မွန်းတိုက်တွန်းရင်းနဲ့နဘူးနဆာလုံနေပါတော့တယ်။နာညိတဲ့တံကိုတမီးလေးရဲ့အဖေကကြာရှည်တိမခံနိုင်တော့ပါဘူး။ "तू ကပင်ကိုရဲရောပါစုညံတန်နေမကြိုက်တဲ့လူပါ။ထမင်းဝိုင်းမှာတမီးလေးကိုထမင်းခွန့်ကြွမဲ့လူမရှိပါဘူး။ကျမလက်ရအောင်မှာ green တွေ့တဲ့လူဟာမြေခွေးမှချက်တဲ့ဟင်းပွဲတွေကိုစိတ်ပြက်စွာငေးကြည့်နေတယ်။ကျမကိုသတိရနေပုံပါပဲ။ဒါကျမတို့အခွင့်ကောင်းပါပဲ။ तू ဒီညအိမ်မောကြရင်ကျမသူ့ကျေဝင်းကိုဖမ်းဆုပ်ပြီးတော့အိမ်မက်ထဲကိုဝင်နိုင်တော့မှာပါ။ဟုတ်ပါတယ်။ကျမမျှော်လင့်ခဲ့တယ်လို့ပါပဲ။ သူ့အိမ်မက်ထဲဝင်လို့ရခဲ့ပါပြီကျမငိုနေမိပါတယ်တမီးလေးနှိမ့်ဆက်ခံနေရလို့ကျမစိတ်မချဖြစ်ပြီးတော့ဘယ်ဟုတ်မှထွက်မသွားနိုင်အောင်ငိုရင်းနဲ့သူ့ကိုပြောပြခဲ့ပါတယ် ကျမကဂျောင်းနေထဲမှာကတ်နေရတဲ့ကြောင်းစားစရာမရှိတဲ့ကြောင်းတိတ်ကိုပူလောင်လွန်းတဲ့ကြောင်းနေပြောပြနေမိပါတယ်။သူကျမကိုနစ်သိမ့်မှုထွေးဖက်လိုက်တဲ့အချိန်မှာပဲသူ့အိမ်မက်ထဲကကျမထွက်ခဲ့ရပါပြီ။သူရုတ်တရက်အိပ်ရာတွေကထားလိုက်ပါတယ်။ကျမရက်နေတဲ့အခန်းတောင်းကိုသူကြည်ကွဲစွာစိုက်ကြည့်နေပါတယ်။သူကျမကိုမတွေ့ပါဘူး။ဒါပေမဲ့ကျမရှိနေမှန်းသူသိသွားပါပြီ။သမီးလေးရဲ့အိတ်ခမ်းထဲကိုသွားထိုင်ရင်းနဲ့သူငိုနေပါတယ်။ကရင်ထက်မှမျက်ကွင်းညွညိုလေးနဲ့အိမ်မောကျနေတဲ့သမီးလေးဟာမိရင်းနှိမ့်ဆက်သမျှဖေးကိုပြန်နိုင်တတ်တဲ့အရွယ်လည်းမဟုတ်ပါဘူး။ကျမသူ့လိုတားဖအနီးမှာရက်နေတာသူသိနေမှာပါ။ နောက်တနေ့မှာတော့မြေခွေးမောက်ရော်ကြီးပေးပြီးတော့သူကွာရှင်းခဲ့ပါတယ်။ကျမနဲ့သမီးလေးအတွက်ရောသူ့အတွက်ပါအကောင်းဆုံးနီးလန်းကိုသူရွေးဖို့ဆုံးဖြတ်လိုက်တာပါ။သူကဖုန်းကြီးဝတ်ခဲ့ပါတယ်။သမီးလေးကိုလည်းတီလာရှင်ဝတ်စီခြင်းနဲ့ပုံပါပဲ။ကျမဒါကိုလက်မခံနိုင်ပါဘူး။ကျမသမီးလေးကိုစံတဇွန်းရဖို့နေဘူးတဲ့မိုးရွာတဲ့လမ်းမလျှောက်စေလိုပါဘူး။တရာမရှိတဲ့လူတွေရဲ့အော်ငေါမောင်းထုတ်နေတဲ့တံကို ကျမတမီလေးတီးခတ်နိုင်မှာမဟုတ်ဘူးကျမအလွန်ပဲစိုးရိမ်မိပါတယ်တမီလေးကိုအများကြီးတူကောင်းမွန်စွာကြည်ပြင်းစီပြီးတော့နားလည်းတီးတတ်တဲ့ရွယ်ရောက်ခါမှာရန်ဘာရန်ကတရားစခန်းဝင်ရောက်ပြီးတော့တရားဓမ္မလေ့လာစီလိုတာပါအဲဒါကြောင့်လဲဟိုးရင်ကလေးကတမီလေးမွေးနေ့ရောက်တိုင်းကျမအရင်တော့ဝင်ရောက်ခဲ့ဘူးတဲ့တရားရည်တာမှလူရန်ခဲ့ခြင်းဖြစ်ပါတယ်ထိုလူရန်မှုကိုသတိပြန်ရလိုက်တော့ကျမလွန်စွာမှကျင့်နေမိသွားပါတယ်ကျမဆူတောင်းပြေဝခဲ့ပါပြီကလေးမရတဲ့ကျမမဇနီးမောင်နှံတမီလေးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါရယ်ကျမတမီလေးကိုစိတ်မချပါပဲတမီလေးရဲ့ဘွားရည်နဲ့ဘိုးရည်ဖြစ်တဲ့ ကျမမိခင်နဲ့ဖခင်ကလည်းအနီးကစောင့်ရှောက်နေမှာမလို့ကျမစိတ်အေးရပါပြီ။တမီးလေးရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်ကပူပင်လောင်မြိုက်နေတဲ့ကျမဝိညာဉ်တဖြည်းဖြည်းအေးမြစေခဲ့ပါတယ်။ဖွားရည်တင်မိတဲ့ဖရားစာကိုမပီကလာပီကလာနဲ့လိုက်ဆိုရင်းနဲ့မိခင်ကိုအမြဝေနေတဲ့တမီးလေးရဲ့အေးမြလာတဲ့အတန်းကြောင့်ကျမဝိညာဉ်ရဲ့ဒုတွေကတဖြည်းဖြည်းသေးသွယ်ပါလွာရင်းနဲ့အေးမြပေါ်ပါလာခဲ့ပါတယ်။ဥပဇင်းရဲ့အမြဝေတန်ကိုလည်းကျမထင်ထင်ရှားရှားကြားနေရပါတယ်။သူ့ရဲ့ငိုတန်ပါတဲ့နာမည်ခေါ်တန်ကကျမကိုဝမ်းနည်းစေခဲ့ပါတယ်။ဒါပေမဲ့ကျမသူ့ကိုနှုတ်ဆက်ရပါတော့မယ်။ သူ့အိမ်မှာလည်းကျမဝင်ရောက်ခဲ့ပြီးပါပြီကျမတို့အတွက်ပူဆွေးမနေဖို့လည်းမှာခဲ့ပါတယ်သူရဲ့ဒဏ်ရာတွေကုစားနိုင်ပြီးတဲ့တနေ့ကျရင်တော့တင့်တော်တဲ့အဖော်မွန်နဲ့ဘဝသစ်ဆစေလို့တော့ကျမရဲ့ဆန္ဒပါသမီးလေးရဲ့အိမ်မှာတည်းကိုဝင်ရောက်ပြီးတော့ကျမနှုတ်ဆက်ခဲ့ပါတယ်ဖိုးရီဖွားရဲ့အလဲမှာအိယာတစ်ခုလုံးပြည့်အောင်နေရာယူပြီးတော့အိတ်နေတဲ့သမီးလေးမျက်နှာပြုံးရိပ်တန်းနေပါတယ်ကျမမိခင်ကိုလည်းနှုတ်ဆက်ခဲ့ပါတယ်သမီးလေးကိုစိတ်ချလက်ချထားခဲ့တော့မှမလို့အဖေနဲ့မေအသက်ရာကျော်တန်းအောင်နေပြီးပါလို့လည်းမှာခဲ့မိပါတယ်အမောင်ထဲမှာအမြဲနေနေတဲ့ကျမဝိညာဉ်ဟာရုတ်တရက်အလင်းရောင်နဲ့ရောက်သွားခဲ့ပါတယ် ျမဝါကွန်းစာလေးလိုပဲပော့ပါပြီးတော့လွင်မျောနေခဲ့ပါတယ် လမ်းပေါ်တွေမှာကျမမြင်တွေ့နေကြဝိညာဉ်တွေကိုလည်းမမြင်ရတော့ပါဘူးကျမမိသားစုကိုလည်းမမြင်ရတော့ပါဘူးသူတို့ရဲ့အနာကိုလည်းကျမဘယ်တော့မှပြန်သွားနိုင်တော့မှာမဟုတ်ပါဘူးတခါတလေသူတို့ကျမကိုတရီရလို့အိမ်မက်မက်ချင်မှတ်မှာပါဒါပေမဲ့အဲ့ဒီအိမ်မက်ကသူတို့စိတ်ကဖြစ်တည်လာတဲ့အိမ်မက်ပါကျမဖန်တီးတဲ့အိမ်မက်တော့မဟုတ်တော့ပါဘူးအလင်းရောင်နဲ့လွင်မျောနေရင်လည်းကျမပတ်ဝန်းကျင်ကိုအားယူပြီးတော့ကြည့်လိုက်မိပါတယ်ကျမတယောက်တည်းတော့မဟုတ်ပါဘူးအခြားဝိညာဉ်တွေလည်းကျမလိုပဲလွင်မျောနေပါတယ်ဒါပေမဲ့လည်းလမ်းပေါ်မှာညချိန်ရောက်တိုင်းတွေ့နေကြဝိညာဉ်တွေလို့တော့အများကြီးတော့မဟုတ်တော့ပါဘူးသူတို့အလုံးကအမောင်တွေကဝိညာဉ်တွေလို့စိတ်မချခြင်းများစွာနဲ့ ပူဆွေးတော့ကရောက်မနေကြတော့ပါဘူးကျမတို့တွေတည်ငြိမ်နေကြပါတယ်ပြီးတော့ကျမတို့အားလုံးတစုံတစ်ခုကိုရှာဖွေနေကြပါတယ်တချို့ကတော့သူတို့ရှာဖွေနေတဲ့အရာတွေ့သွားလို့အလင်းနှင်းနဲ့ထွက်သွားကြပါပြီကျမကတော့မတွေ့သေးပါဘူးကျမအတွက်တော့အိမ်ထဲကတကားပိတ်ထားပါတယ်ကျမလမ်းစုံကိုရောက်လို့နေပါဖြစ်နေပါပြီအခုချိန်ကြီးတကားဖွင့်ထားတဲ့အိမ်မရှိပါဘူးကျမတွေ့ရအိမ်ထဲကိုဝင်ဖို့စူးစမ်းပေမဲ့လည်းဝင်လို့မရခဲ့ပါဘူးမကြခင်မှာပဲလမ်းဆုံးသွားခဲ့ပါပြီကျမဆက်ပြီးတော့လွင့်မြောလို့လည်းမရတော့ပါဘူး ကျမအဲ့ဒီနားမှာရောင်းလည်လည်နဲ့လမ်းလျှောက်နေမိပါတယ်လူတွေကတေးရမှာကြောက်ကြပါတယ်တေးစကားပြောရင်နမိတ်မကောင်းလို့ယူဆတတ်ကြပါတယ်ကျမအသက်ရှိစဉ်ကလည်းတေးရမှာကြောက်ခဲ့တာပါပဲကျမဆက်လျှောက်စရာလမ်းမရှိတော့ပါဘူးအိမ်လေးတစ်လုံးရဲ့ရှေ့မှာလမ်းဆုံးသွားခဲ့ပါပြီထူးဆန်းပါတယ်အဲ့ဒီအိမ်လေးကတကားဖွင့်ထားပါတယ်အဲ့ဒီတကားစီကိုလျှောက်လမ်းဝင်သွားဖို့ကလည်းလင်းလက်တဲ့အရာတွေကကျမကိုညွန်ပြနေကြပါတယ်ကျမအိမ်လေးတွေကိုဝင်လိုက်ပြီးတော့မီးရောင်မိန်ပြပြလေးနဲ့ပူဇော်ထားတဲ့တပ်ပဲလွန်လာတဲ့ဖះเจ้าဆောင်ကြီးကိုဥစွာတတိထားလိုက်မိပါတယ်ဖះပန်းဝတ်နှင်းစီပန်းရဏကိုကျမရနိုင်ခဲ့ပါတယ် ကျမတည်ဆုံးပြီးသွားတဲ့အချိန်တည်းကယခုအချိန်ထိဒီရနက်ကပထမဆုံးခံစားမိတဲ့ရနက်မှာပဲ။ဤအိမ်လေးကကျမတို့အင်မတန်မှအေးချမ်းလွန်းလာပါတယ်။အိမ်ထဲမှာချစ်စရာကောင်းလာတဲ့ကလေးပုံစံပိုစတာရဲ့ပုံစံမျိုးစုံနဲ့ကတ်ထားပါတယ်။ဒါပေမဲ့အိမ်ထဲမှာကလေးတယောက်မှရှိမနေပါဘူး။အိမ်အောက်ထပ်ကမွေးရတေးသေးလေးထပ်မှာတော့အကြအနာအိပ်ပျော်နေတဲ့ခွေးလေးကကျမကိုခေါင်းဆောင်ကြည့်ပြီးတော့တခင်ုံတွေ့တယ်လို့မျိုးအမီးလေးနမ်းပြနေပါတယ်။ထူးဆန်းပါတယ်။ညအချိန်မှာတခြားခွေးတွေကျမကိုမြင်ဥပမဲ့ ဒီခွေးလေးကမဟုတ်ပါဘူးသူ့တခင်ကိုမြင်ရတယ်လို့ပဲကျမကိုမြင်တော့အတိမတ်ပြုတ်ပြီးတော့အမီးနှံ့ပြတာလွယ်လို့တခြားမူရာတွေမလုပ်ပါဘူးကျမလှေကားတိုင်းအပေါ်ကိုထပ်တက်လာခဲ့ပါတယ်လှေကားတစ်ဖက်ကနံရံမှာအမျိုးသားတူနဲ့အမျိုးသမီးတူရှင်တွဲပြီးတော့ရိုက်ထားတယ်ကြည်နူးစရာပုံလေးတွေချိတ်ဆွဲထားပါတယ်အပေါ်ဘက်ကအိတ်ခမ်းထဲမှာအဲ့ဒီအမျိုးသားနဲ့အမျိုးသမီးအိမ်မောကြနေတာကျမတွေ့လေရပါတယ်အမျိုးသားရဲ့မျက်နှာထဲမှာကျဲပွင့်ငယ်လေးတွေဝဲပြန့်နေပါတယ်နှစ်ချိုက်စွာအိတ်ပျော်နေတဲ့အမျိုးသမီးကြီးရဲ့မျက်နှာထဲမှာကျဲပွင့်နေမှရှိပါဘူးအမျိုးသားမျက်နှာထက်ကကျဲပွင့်တပွင့်ကိုကျမဖမ်းယူလိုက်တဲ့အချိန်မှာပဲလွယ်ကူစွာပဲဖမ်းယူလို့ရခဲ့ပါတယ် ကျမအဲ့ဒီလူရဲ့အိမ်မက်ထဲကိုမဝင်ခင်မှာတွေ့ဝေနေမိပါတယ်။ဘာကြောင့်လဲဆိုတော့ဖေရီတွေကတမိမင်းကလေးဆိုရင်မလိုချင်ကြပါဘူး။ကျမမောင်းထုတ်ခံရမှလည်းစိုးရိမ်နေမိပါတယ်။ဒီကလက်မခံရင်နောက်ထပ်တိမ်ထက်ရှာလို့တွေ့တော့မှမထင်ပါဘူး။ဒါပေမဲ့လည်းကျမတားယောက်ကြလေးမဖြစ်ချင်ပါဘူး။ရခင်ဘဝမှာလည်းတမိမင်းကလေးဖြစ်နေပဲအမိဖတွေကိုတမိလို့တမျိုးတားလို့တတ်သွဲလုံကျွေးခဲ့တာပါ။ကျမမိဘတွေကကျမကိုတားတယောက်လို့အားကိုးရယုံတာမကတမိတယောက်လို့မိခိုခဲ့ရတဲ့အချိန်တွေကိုပိုင်ဆိုင်ထားခဲ့ဘူးပါတယ်။ ီးတော့လဲကျမခင်မွန်းပေါ်တာဝန်ကျတဲ့ဇနီးကောင်းတယောက်ဖြစ်ခဲ့ုံသာမကတမီးလေးကိုမျက်နှိုးစွာမွေးဖွားပေးခဲ့တဲ့မိခင်တယောက်ဖြစ်ခဲ့ပါတယ်မိခင်ရဲ့မြေတားကကဘာပေါ်မှာခွန်အားကြီးဆုံးပါပဲဒါကဘယ်သူမှပြုပြင်ပြောင်းလဲလို့မရတဲ့ခိုင်မာလာတဲ့ပုံစံနည်းတစ်ခုပါဒီပုံစံနည်းကကဘာဥစ္စာကလေးကယခုချိန်ထိမှန်နေတော့မှာပဲကျမမိန်းကလေးဖြစ်ရတာဂုဏ်ယူပါတယ်အဲဒါကြောင့်မဲကျမထပ်ပြီးတော့တွေ့ဝင်မနေတော့ပဲနဲ့အမျိုးသားကြီးရဲ့အိမ်မက်ထဲကိုရဲဝန်းစွာပဲဝင်ရောက်လိုက်ပါတော့တယ်ကျမအမြင်လေးကတော့အမျိုးသားကြီးကအံ့ဩနေပါတယ်အဖေ တမီးနေစရာမရှိလို့တမီးကိုနေခွင့်ပေးပါနော်အဲ့ဒီမျိုးသားကြီးရဲ့မျက်နှာပြုံးရွှင်သွားတာမြင်လဲရလို့ခိုလုံမို့နေစရာနေရာရပြီဆိုတာကျမဝမ်းသာစွာနဲ့သိလိုက်ရပါတယ်နေပါတမီးရဲ့အဖေတို့ကတမီးလေးကိုစောင့်နေတာအဖေတို့နဲ့နေပါနော်ခွင့်ပြုလိုက်တဲ့စကားသံဆုံးတာနဲ့ယနေ့ညမှာအိမ်မက်မမတ်ဖက်နဲ့အိမ်မောကြနေတဲ့ကျမမိခင်ရဲ့ဝမ်းပိုက်အောင်နာမှာတကားပွင့်နေတဲ့အိမ်ငယ်လေးတစ်လုံးကိုကျမထပ်တွေ့လိုက်ရပါတယ်ဝမ်းသာအားရနဲ့ပဲအဲ့ဒီအိမ်လေးတွေကိုကျမခိုဝင်လိုက်ပါတော့တယ်ကျမတကူစားပဲဝင်ဆက်နဲ့တင်းငယ်လွန်လာတဲ့အဲ့ဒီအိမ်လေးဟာကျမဝင်ပြီးတာနဲ့ပဲတကားပိတ်သွားခဲ့ပါတယ် နှွေးထွေးလိုက်တာကျမတည်ဆုံးမိချိန်ကလေးကဒီလိုနှွေးထွေးခြင်းမျိုးတခါမှမရခဲ့ဘူးပါဒီနွေထွေးချင်းကြောင့်ပဲကျမလာခဲ့ရလမ်းကိုလည်းတတိမရတော့ပါဘူး။ဘာပူပင်မှမရှိတဲ့အိမ်ငယ်လေးတဲ့ကျမစိတ်ချလက်ချနဲ့ပဲအနားယူအိပ်ဆက်လိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတည်းပဲပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။